နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်30ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ၁ရက်နေ့မွန်လွယ်3:15မိနစ်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကနောင်ချုံမြို့နယ်မှာရှိတဲ့30ရွာကိုလေရင်နဲ့၄ချိန်ဘုံဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသား၃ဦးသေဆုံးပြီးတော့အမျိုးသား၃ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်နဲ့အိမ်နဲ့ဖုန်ကြီးကြောင်နှစ်ကြောင်လဲထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကလည်းကြောင်မဲမျိုးကိုအချက်မဲ့စစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်150ဘုံ6လုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အမျိုးသမီး2ဦးနဲ့အမျိုးသား4ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်14အိမ်စာတင်ကြောင်တစ်ကြောင်ဖုန်ကြီးကြောင်နှစ်ကြောင်ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါ့အပြင် ပြည်သူများအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ